ပြာကြီးမြက်ဟောက်မယုံတာလားမင်းကယုံနေငါနောက်စလုံးမယုံတာလက်ခံပါကျွန်တော်တို့ဟိုအရင်တုန်းကလူရှင်တော်တယောက်ဖြစ်ဖို့ပြီးတဲ့ခါကျတော့ရုပ်ရှင်လောကထဲဝင်ဖို့ဆိုရင်ကျွန်တော်တို့ဆိုရင်ပြရမလားဒီလူရှင်တော်ပညာကိုတော်တော်ကိုလေ့လာခဲ့ရသေးတယ်အာကိုထမ်းပင်ကြရေထမ်းပင်ကြရေကောင်းတာတော်တော်ရင်းရပါခဲကောင်းတယ် ကြည့်နေသေးတောက်ချင်နေတော့ပြီတောက်ချင်နေတော့ပြီနာရုကနာရုကတောက်လိုက်ပါနာရုကကြတော့ပေးတဲ့ရင်လေးရောက်သွားပြီဟုတ်ပြီအဲ့တော့ဒိုဘောက်ကပို့ပြီးတာဝန်ချီသွားတယ်ဒီကိကြတော့သူတို့မနာလို့တော့မဟုတ်ဘူးကျွန်တော်ဒီနာမည်ကြီးဖို့ဆိုရင်ကျွန်တော်ဒီမှာ Facebook ကနေလည်းနာမည်ကြီးနိုင်တယ်နာရုက TikTok ကနေလည်းကြီးနိုင်တယ်ယူကျူကလည်းကြီးနိုင်တယ်တယ်လီဂရမ်ကလည်းကြီးနိုင်တယ်အဲ့တော့ မီဒီယာပလက်ဖောင်းတွေတအားများလာတဲ့အခါကျတော့အခွင့်အရေးတွေလူငယ်တွေပိုပြီးရလာတယ်သူတို့လှုပ်ပြခြင်းတဲ့ဟာကိုလှုပ်ပြလို့ရဒီနေရာတနေရာမှာရက်တီဖို့ဆိုသူလည်းငယ်သေးတယ်အတွေ့အကြုံလည်းတအားနှုသေးတယ်ပေါ့လူသေးတော့ကျွန်တော်တို့ကလည်း PR တွေအများကြီးမပေးချင်ပါဘူးအဲ့တော့သူဘာလုပ်မလဲလိုအပ်တဲ့အားဒါလေးကူညီပေးဆိုကျွန်တော်ဒါလေးကူညီပေးလိုက်တယ်ဒါပေမဲ့အလားလာရှိတဲ့ဒီ channel တရုတ်ဆောင်တယောက်ပါ ပြောင်းနေတာတော့မဟုတ်ပါဘူးပုံနေတာဟာငါစားတာမှာမိမကြောက်လို့ပုံနေတာအဲ့တော့ဒီကတော့ခုလက်ရှိဆိုရင်ဒူပေါင်းနေပေါ့ဒူပေါင်းကအရင်တော့ကတော့အာကျွန်တော်တို့ခေါ်တင်လာတဲ့ပေါ့နော်လူရှင်တော်တယောက်ပေါ့အခုတော့သူ့ရဲ့ပေးသက်အားပေးမှုနဲ့အတူအခုဆိုရင်အဲမင်းသားဖြစ်သွားပြီနော်အဲနာယီမှာလဲဇလန်းတွေမှာလဲမင်းသားအဲ့တော့မင်းသားကတ်ထားရတာမဟုတ်လားဟိုတူပေါက်လို့မင်းကြော်ညာရှိရင်လည်းဖေးခံရရတယ်ဗောသူပြန်ပြန်ပြော အလုတ်တာပေါ့ဒီနေ့ပဲသူ့စီကကြော်ညာရိုက်ပြီးအမဲကတ်တီတီနဲ့လောက်ရတာပေါ့ဒါပဲဒီခါကျတော့ဒီမင်းသားအားကိုးရတာပါပဲအဲ့တော့သူနဲ့အဲ့ကျွန်တော်ဒီပင်းလျာဘက်မှာဇကားလေးတကားရိုက်ဖို့ရှိတယ်နောက်လာတယ်မှာဒူပေါက်မင်းသားပေါ့ဒူပေါက်မင်းသားပေါ့ဦးငတ်တို့ပါတယ်ကျွန်တော်တို့ပါတယ်ပေါ့ကျွန်တော်အကိုရဲ့ဘလော့တွေကိုအများကြီးကြည့်တယ်ဟိုကြည်တိုင်းလဲတရေတွေကြတာဗျာအကိုလို့ဖြစ်ချင်တာဗျာအရင်အကြတာပဲအားမကြပါနဲ့ဗျာခင်ဗျားတို့မှလည်းကျွန်တော်တို့ဖြစ်ဖို့အခွင့်အရေးတွေအများကြီးရှိပါတယ်ဗျာ ဟိုကျွန်တော်ဆိုအစားတောက်ဘလော့ရိုက်ပြတယ်ဆိုပါသူဗျာခင်ဗျားတို့ဘာလုပ်လဲအာကျုပ်ကလဲသမားဆိုတော့ခင်ဗျားပြောလို့ဆိုရင်ဟိုညက်တွေစားပြန်ဒါကတော့ကျွန်တော်ခင်းရဲ့ဟိုခင်းရည်စည်းချောင်းရဲ့ပြောင်းလဲလာမှုတခုလို့ပဲကျွန်တော်တို့ကလက်ခံမှာပေါ့လက်ခံမှာကျွန်တော်တို့ဟိုအရင်တုန်းကလူရှင်တော်တယောက်ဖြစ်ဖို့ပြီးတဲ့ခါကျတော့ရုပ်ရှင်လောကထဲဝင်ဖို့ဆိုရင်ကျွန်တော်တို့ဆိုရင်ပြရမလားဒီလူရှင်တော်ပညာကိုတော်တော်ကိုလေ့လာခဲ့ရတယ် တော်ကြီးပေါ့အဲ့လိုလိလာပြီးတော့ဆင်ပေါ်ရောက်တဲ့ဆင်ပေါ်မှာအဆင်မပြေဘူးဆင်မပြေတော့ဘယ်လိုလုပ်ရင်ကောင်းမလဲဆိုပြီးတော့မင်းသားကနေပြီးတော့လူရှင်တော်ဖြစ်တာလေပါတယ်ပေါ့အဲ့ဒီခါကျတော့ကျွန်တော်တို့ကမင်းသားအတန်နေဖြစ်နေတာတော်တော်ဖျောက်ယူရတယ်အဲ့တော့မရည်ရတဲ့လူရှင်တော်တွေဖြစ်လာတဲ့ခါကျအဲ့တော့နောက်မှရည်ရအောင်မနေကြအခုလည်းမရည်ရပါဘူးအဲ့တော့အခုလည်းမရည်ရတာရည်ရအောင်ထပ်ကြိုးစားနေတယ်ဆိုအဲ့တော့လူရှင်လုံးတယောက်ဖြစ်ဖို့လည်းမလွယ်ဘူးကျွန်တော်တို့ခင်ဗျာပြီးတဲ့အခါကျတော့အဲ့လူရှင်လုံးဖြစ်ပြီးတဲ့အခါတော့လေပြီးဒီဘက်ဗူဒီယိုလောကရဲ့ကူးဖို့ဆိုတာကလည်းအများကြီးပေးဆပ်တယ် ချိန်တွေအများကြီးရင်းရတယ်ပေါ့ဒါကျွန်တော်တို့ခက်ပေါ့ဒါကတော့ကျွန်တော်တို့မဖွင့်ပြသေးတယ်ကျွန်တော်တို့ဒီအာ online ပေါ့မီဒီယာတွေမရှိတဲ့ခက်ပေါ့ကျွန်တော်တို့ဒီ Facebook တို့ဘာညာတရကားတွေမရှိတဲ့ခက်ဆိုတော့ကျွန်တော်ခက်ခဲတယ်ဒီခက်ကြတော့တို့မနာလို့တော့မဟုတ်ဘူးကျွန်တော်ဒီနာမည်ကြီးဖို့ဆိုရင်ကျွန်တော်ဒီမှာ Facebook ကနေလည်းနာမည်ကြီးနိုင်တယ်နောက်တစ်ခါ TikTok ကနေလည်းကြီးနိုင်တယ် YouTube ကလည်းကြီးနိုင်တယ် Telegram ကလည်းကြီးနိုင်တယ်အဲ့တော့ media platform တွေတအားများလာတဲ့ခါကျတော့ အခွင့်အရေးတွေလူငယ်တွေပို့ပြီးရလာတယ်သူတို့လုတ်ပြခြင်းတဲ့ဟာကိုလုတ်ပြလို့ရဥပမာကျွန်တော်တို့ကအရင်တော့ဆိုရင်ကျွန်တော်တို့ငားမှရိုက်လို့ရတယ်ဗီဒီယိုကကျွန်တော်တို့ငားမှရိုက်တယ်အခုကသူတို့ကဖုန်းတစ်လုံးနဲ့ကျွန်တော်တို့သူတို့လုတ်ခြင်းတဲ့ area လေးတွေပေါ့ဟာသာလေးပဲဖြစ်ဖြစ် area လေးတွေဖြစ်ဖြစ်လုတ်ပြလိုက်လို့ပေးအသက်ကကြိုက်သွားပြီပေါက်သွားပြီအာနာမကြီးသွားပြီဒါပဲအဲဒါမဲ့တခုတော့ရှိတာပေါ့နာမည်ကြီးတဲ့အပေါ်မှာတချို့လည်းပျောက်သွားတာတွေလည်းတပုံးကြီးပဲအဲတချို့ကြတော့လေအဲဒီလောကထဲမှာလက်ရှိအနေအထားဒီ အောင်မြင်နေတဲ့လူတွေလည်းအများကြီးပါဒါအပြည့်ပြောစရာတော့မရှိဘူးဒါပေမဲ့ပို့ပြီးတော့လွယ်ကူလာတယ်ဒီခေတ်ကပို့ပြီးတော့နာမည်တလုံးရဖို့အတွက်ကိုပို့ပြီးတော့ media platform ရှိတဲ့အတွက်ပို့ပြီးတော့လွယ်ကူတယ်လို့ထင်ရတယ်ဟုတ်ပြောရင်တော့ကျွန်တော်နဲ့သူနဲ့အဲ့ဒီအမတူအဲ့တော့သူနဲ့အဲ့လိုမျိုးဇကားရိုက်တာပဲဖြစ်ဖြစ်ကြောင်ညာရိုက်တာပဲဖြစ်ဖြစ်အဲကျွန်တော်တို့ကဟာဟာအဲ့ဒါတိတ်လုံးလုံးမရဘူးကိုအဲ့ဒါမလုံးနဲ့တော့ကိုချိုးပြောထားတယ်ပြောသူကအတီပေါက်တွေလောက်တာများတယ်သူကပလော့ပေါ့ အဲဘလောက်ဦးစားပေးတဲ့သဘောမျိုးဖြစ်တယ်ပြီးတော့ကျွန်တော်တို့ကရည်ရအောင်ဆိုမျက်နှာအရေးဖဲပြကုတ်ပြသိရမလားပြောင်းပြပေါ့သူကအဲ့လိုမျိုးလေးမလုပ်ရှင်သူကတီတီလေးနဲ့ပဲအာအဲ့လိုလေးပေါ့အခန့်ကလေးသွားတာပေါ့ပြီးတော့ဟိုကတော့နာယီကတော့သူကောင်းတာလည်းပါသလိုဒိုက်တာတော်တာလည်းပါပါဒါဒိုက်တာသားညီကျွန်တော်ချီးကျူးတယ်ဘာဖြစ်လို့သူကပထမဦးဆုံးပေါ့ဒီဇလန်တွေတခုမှပေးတတ်ရှင်တွေကိုရောက်အောင်ပို့ပေးနိုင်တယ်နောက်တစ်ခုကကျတော့ပေးတတ်ရှင်တွေရောက်သွားပြီဟုတ်ပြီအဲ့တော့ဒိုဘောက်ကပို့ပြီးတာဝန်ချီးသွားတယ် ။ဒါကြောင့်တာဝန်ကြီးနဲ့ဟိုးရင်တော့ကကိုငက်အဲ့လိုပဲကိုအောင်မင်းသေးကနေပြီးသူဗီဒီယိုစကားတကားခေါင်းဆောင်တင်ရိုက်တယ်။ဒါမျိုးကြီးလည်းဖြစ်တတ်ပါတယ်တဲ့။အဲ့တော့ကျွန်တော်လည်းပါတယ်။နောက်ကိုကျော်ရဲအောင်တို့နောက်မင်းသား၃လေးလောက်လာမသိဘူး။အဲ့လိုဧည့်သည်တေးဦးဆောင်နေနဲ့ပါပြီ။ဟာကိုငက်ပြောကြုံမင်းသားဖြစ်ပြီ။အင်းသားဗလားပေါ့။ကိုငက်ပြောကြုံမင်းသားဆိုသူတင်ရိုက်လိုက်။တင်ရိုက်ပြီး၆လလောက်လူတွေကလာမငားတော့။အဲ့မှာ ခုပြောချင်တာအင်တာဗျူးထားသူမင်းသားဖြစ်သွားပြီပေါ့အဲ့တော့ဇပူဆိုင်ရမငားတော့ဘူးပေါ့ဆိုပြီးသူကနေပြီးအဲ့ဒီမှာအင်တာကျွန်တော်ဇပူဆိုင်ရလောက်ပါတယ်ကျွန်တော်မှသားနဲ့မရနဲ့ပါလာငားကြပါဦးကျွန်တော်မင်းသားမဟုတ်ပါပြန်ပြီးတော့ကြော်ညာဝင်ရတယ်ပါအဲ့တော့တာဝန်ကြီးတယ်ဆိုတာအဲ့ဒါပြောပြတာပါဒီမင်းသားတယောက်ဖြစ်သွားပြီဆိုတော့လူတွေကလည်းစဉ်းစားမှာပေါ့ဒါရိုက်တာဟာတော့သွားမလို့နဲ့မင်းသားဖြစ်သွားပြီနဲ့အိုင်နေရရှိတယ်အဲ့တော့ ဟိုမင်းသားတော့မင်းသားပဲဒါပေမဲ့တရုတ်ဆောင်မင်းသားပေါ့အဲ့တော့တရုတ်ဆောင်ဆိုတာမင်းသားကြီးပဲမဟုတ်ဘူးတခြားဇာတ်လမ်းတွေမှာလည်းကျွန်တော်ဇက်ဖို့ဇက်ရောက်နေနေသူကနည်းနည်းလေးထပ်ပြီးတော့ချိုးစားအောင်ပဲဒီနေရာတနေရာမှာရက်ဒီလို့ဆိုသူလည်းငယ်သေးတယ်အတွေ့အကြုံလည်းတအားနှုသေးတယ်ပေါ့လူသေးတော့ကျွန်တော်တို့ကလည်းဖီအားတွေအများကြီးမပေးချင်ပါဘူးအဲ့တော့သူဘာလုပ်မလဲလိုအပ်တဲ့အားဒါလေးကူညီပေးဆိုကျွန်တော်ဒါလေးကူညီပေးလိုက်တယ်ဒါပေမဲ့အလားလာရှိတဲ့ရှင်တော်တရုတ်ဆောင်တယောက်ပါ